ကျွန်တော်ရဲ့ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ဒုတိယကဘာစစ်အတွင်းကသွေးပြက်စရာကောင်းလောက်အောင်ကြမ်းတမ်းနေမြောက်ဒလန်ဒိတ်သမုဒ္ဒရာရေပြင်စီကိုခရီးဆန်းကြမှာဖြစ်ပါတယ်လူသားတယောက်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာဘလောက်ဒီအဆုံးစွန်ရောက်နိုင်မယ်လို့မိတ်ဆွေတို့ထင်ပါတယ်လေကိုယ့်ရဲ့လေရင်မီးတောင်နေတဲ့အချိန်ရန်သူကြည်တန်တွေကမိုးသီးမိုးပေါက်လို့ကြားရောက်နေတဲ့အချိန်မှာတော့ကိုလိုရုံးဖို့မကြိုးစားပဲရန်သူကိုအပိတိုင်ချင်းမုန်းဖို့စုံးပြရဲပါမလားဒါမှမဟုတ်ရေကမှန်နီပါအေးဆက်နေတဲ့ပင်လယ်ပြင်ထဲမှာကိုရဲဘော်တွေအသက်ရှင်ဖို့အတွက် ကိုယ်တိုင်အနစ်နာခံပြီးအသေးခံသွားရတဲ့တက်ဒီမျိုးရှိနိုင်ပါမလားဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့1944ခုနှစ်ဇွန်လ24ရက်နေ့ကနော်ဝေးပင်လယ်ပြင်မှာဖြစ်ပျက်ခဲ့တဲ့ဖလိုက်လက်ထောက်ဒေးဗစ်ပေါ့ဟွန်းနယ်နဲ့သူ့ရဲ့ကက်တလီနာလေယာဉ်အဖွဲ့သားတွေရဲ့နှလုံးသားကိုကင်လုတ်စေမယ်သူရဲ့ကောင်းပုံမြင်တစ်ပုတ်ပဲဖြစ်ပါတယ်1944ခုနှစ်ဇွန်လ24ရက်နေ့ရဲ့မွန်လယ်ပိုင်းအချိန်နော်ဝေးပင်လယ်ပြင်ရဲ့လှိုင်းတံပိုးတွေထန်းနေတဲ့ရေပြင်ကြယ်ကြီးအထက်မှာ ဖလိုင်လက်ထောက်ဒေးဗစ်ဟွန်းနဲ့မောင်းနဲ့နေရဲ့ကက်တလီနာလေယာဉ်ပြန်ကြီးဟာဂျင်းကုန်တင်မော်ရှာဝေးတာဝန်ကိုထမ်းဆောင်လျက်ရှိနေခဲ့ပါတယ်။ဒေးစိတ်ညင်တဲ့နေရဲ့လေတုကိုဖောက်ထွန်းပြီးပုတ်သက်ဆက်အမြောက်သမားစီကဘဲဘက်မှာငါမြင်နေရတာကိုမင်းတို့မြင်လားဆိုတဲ့အတန်ထွက်ပေါ်လာချိန်မှာတော့ကံကြမ္မာရဲ့စာမျက်နှာတဲ့တခုစတင်ပွင့်ဟလာခဲ့ပါတော့တယ်။ဟွန်းနဲ့ဘဲဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဝေးကွာလာတဲ့ရေပြင်ပေါ်မှာဂျာမန်ရင်ကုန်တင်မော် U1225 ရဲ့ပုံရိပ်ကိုထင်ရှားစွာတွေ့လိုက်ရပြီးတိုက်ခိုက်ရဲ့ချက်ပေးတဲ့နေစူညံသွားကလေယာဉ်ကြီးတခုလုံးဟာလည်း ရန်သူစီကိုဥတီပြီးချိုးကွေဝင်ရောက်သွားခဲ့ပါတယ်။အောက်ဖက်ရင်ကုန်တင်မောပေါ်မှာတော့ဂျာမန်ကိုကဲမှုကလည်းလေးလာနေတာကိုမြင်မြင်ချင်းမှာပဲတစ်ဆက်ကန်လေးတောင်အချိန်မဆွဲပဲတင်မောကိုကွေ့ချောင်းကလေချောင်းဟန်ကာကွယ်ရေးအမြောက်တင်နဲ့ကက်တလီနာလင်းရင်စီကိုပြန်လည်ပြစ်ခတ်ဖို့အမိန်ပေးလိုက်ပါတော့တယ်။30မီလီမီတာအမြောက်ကြီးစံတွေဟာလင်းရင်စီကိုထရဆက်ပြန်ဆန်းလာခဲ့ပြီးကန်ဆူးစွာနဲ့ပဲလင်းရင်ရက်ကိုယ်တွေကိုထိမှန်ကရေဒီယိုဆက်သွယ်ရေးစနစ်ကို ပြန်စီသွားစီခဲ့တာကြောင့်ဒူရီအခြေအနေကိုစခန်းစီအကြောင်းကြားဖို့စူးစမ်းနေတဲ့ရေဒီယိုအော်ပရေတာကိုခမရသွေးရိုင်ထဲမှာနာကျင်မှုကိုကြိမ်းမိခန်းစားရင်အဆက်တယ်လို့ဖို့စူးစမ်းခဲ့ရှာပါတယ်။လေရင်နဲ့ရင်ကုန်တင်မောတို့နီးကပ်လာတာနဲ့အမျှတိုက်ဝဲကပုံမပြင်းထန်လာခဲ့က20မီလီမီတာဆက်အမြောက်ကြီးတွေဟာလေရင်ပါလွာတဲ့ကိုယ်တွေကိုဖောက်ထွန်းပြီးညာဘက်အင်ဂျင်ကိုပါထိမှန်ပေါက်ကွဲစီခဲ့တာကြောင့်လေရင်တစ်ခုလုံးဟာထိန်းချိုရခက်ခဲလောက်အောင်တုံခါသွားခဲ့ရပါတယ်။ ညာဘက်အရင်မီးလောင်နေပြီးလေရင်လမ်းကြောင်းရိမ့်ရိုက်နေပြီမဲ့ခိုးနယ်ဟာစိတ်တမကြပဲလေရင်ကိုအစုံကုန်ထိမ့်သိမ်းမောင်းနေနေခဲ့တယ်လို့လေရင်အရှိပိုင်းဆက်အမြောက်သမားတွေကလည်းရေကုန်တင်မောရဲ့ကိုကဲမှုမျိုးစင်ကိုထရက်ဆက်ပစ်ခတ်ရင်ဂျာမန်တွေကိုခေါင်းမဖော်နိုင်အောင်တုံ့ပြန်တိုက်ခိုက်ခဲ့ကြပါတယ်ဂျာမန်ရေကုန်တင်မောကဘဲဘက်ကိုအပြည့်အဝအကွေ့ဆောင်မှုစူးစမ်းနေချိန်ကတဒီနာလေရင်ရဲ့ညာဘက်အင်ဂျင်ကလည်းမီးထောင်တစ်ခုလုံးဟုံးဟုံးတောက်လောင်နေချိန်မှာတော့ခိုးနယ်ဟာသူ့ရဲ့နောက်ဆုံးအခွင့်အရေးကိုအရယူပြီးရေကုန်တင်မောကိုချိန်ရွယ်ကရေနဲ့ဘုံးတွေကိုဖြုတ်ချလိုက်ပါတော့တယ်ဘုံးတွေဟာရေကုန်တင်မောရဲ့ဘေးဘက်ဘက်လေမှာ တိကျစွာကြားရောက်ပေါက်ခွဲသွားခဲ့ပြီးထိမှန်ပြီးဆိုတဲ့အောင်ပွဲခံရတွေထွက်ပေါ်လာခဲ့ပေမဲ့တစ်ချိန်တည်းမှာပဲသူတို့ရဲ့လေရင်ဟာလဲအင်ဂျင်အစိပ်ပိုင်းတွေပြုတ်ထွက်ခါပင်လယ်ထဲကိုပြုတ်ကြဖို့ဒေချာတော့ဖြစ်သွားခဲ့ရပြီဖြစ်ပါတယ်။မအားလို့ပြုတ်ကြတော့မယ်။အားလုံးအသည့်ပြင်ထားကြလို့ဟွန်းနယ်ကအော်ရဲတတိပေးလိုက်ပြီးမီးလောင်နေတဲ့လေရင်ကြီးကိုကြံတန်းလာရဲ့လှိုင်တဲ့ဘိုးတွေကြားမှာခက်ခက်ခက်ခဲထိမ့်သိရင်ရေမြေမကိုအတက်နိုင်ဆုံးညင်သာအောင်စဉ်တန်နိုင်ကိုစူးစမ်းခဲ့ပါတယ်။လေရင်ဟာရေမြေကိုရိုက်ခတ်ပြီးလေထဲကိုနှစ်ချိန်တိုင်းတိုင်းပြန်ကန်တက်သွားခဲ့ပြီးမှ နောက်ဆုံးမှာတော့ငိမ့်တဲ့သွားကပောက်ကွဲလိုနေပါဖြစ်နေရဲ့လေရင်ထဲကနေအဖွဲသားအလုံးအသက်လူပြီးထွက်ပြေးခဲ့ကြရပါတယ်။လေရင်အင်ဂျင်နီယာတွေကအသက်ကလေငယ်နှစ်စီးကိုလေထိုးပြီးတော့ရေရချပေးပြီမယ်။ရေဒီယိုအော်ပရေတာကိုကတော့အရေးကြီးတဲ့ရေဒီယိုဆက်ကိုပြန်ယူဖို့မိလောင်နေတဲ့လေရင်စီကိုပြန်ကူးသွားခြင်းခဲ့ပေမယ်။ဟိုနယ်ကတော့တားမြစ်ခဲ့ပြီးသူတို့ရဲ့မျက်စီရှိမှတဲ့ကာတလီနာလေရင်ကြီးဟာပင်လယ်ခြေောက်ကိုနင်းမြုပ်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။အဖွဲသားရှိအောင်ရှိပေမယ့်အစား ခုနှစ်ယောက်သာတွေ့ခဲ့ရတဲ့ဟွန်းနဲ့ဟာစိုးရိမ်တကြီးနဲ့လိုင်းတွေချာမှာလိုက်ရတဲ့အခါပျောက်ဆုံးနေတဲ့လောရင်ဟာအဝေးတနေရာမှာလင်းငယ်တစည်းပေါ်မှာပါသွားတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ကန်ဆုံမုံမောင်ကြစွာနဲ့ပဲသူတို့ကယ်ဆယ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲလောရင်စီးနင်းလာတဲ့လင်းငယ်လေးဟာပေါက်ကွဲသွားပြီးတော့အာလုံဟာခြေကရေလိုအေးဆန်နေတဲ့မင်းနဲ့တဲ့ကိုပြုတ်ချသွားခဲ့ရပါတယ်။ကျန်ရှိနေတဲ့လင်ငါတစင်းတဲ့ဘော်ကိုအားလုံးတက်ဖို့မဖြစ်နိုင်တာကြောင့်ခေါင်းဆောင်ကောင်ပီတာလွန်းနဲ့ဟွန်းနဲ့ဟာအခြားရဲဘော်နှစ်ယောက်နဲ့အတူရေထဲမှာပဲနေဖို့ဆုံးဖြတ်ခဲ့ပြီးအလက်ကျစနစ်နဲ့တယောက်တစ်ယောက်လေဘော်တက်ကအနားယူစေခဲ့ပါတယ်။ အချင်းရကြလာတာနဲ့အမျှရေခဲရဲတန်းကြောင့်ဟွန်းတဲ့အပါဝင်အဖွဲသားတွေဟာအားဟင်ကုန်ခန်းလာခဲ့ကြပြီးကောင်းငင်ပေါ်မှာကယ်ဆယ်ရေးလင်းတစည်းပြန်တန်းလာတာကိုမြင်လဲရပေမဲ့သူတို့ပြင်နေလိုက်တဲ့မိကြီးတွေကိုလင်းကမမြင်ခဲ့တာကြောင့်မျောလင်းချက်တွေပြက်သုံးလို့ညီပါဖြစ်ခဲ့ရပါတယ်။ဂန်ကောင်းထောင်းမစွာနဲ့တတရားမြောက်မိကြီးကိုပြစ်တင်လိုက်တဲ့အခါမှာတော့လင်းကသူတို့ကိုမြင်တွေ့သွားခဲ့ပြီးကယ်ဆယ်ရေးတင်မောလာနေပြီဖြစ်ကြောင်းအချက်ပြပေးခဲ့တာကြောင့်အလုံးဝမ်းသာခဲ့ရပါတယ်။ဒါပေမဲ့ဒီဝမ်းသာမှုဟာကြားချင်းမခံခဲ့ပါဘူး။ပြင်းထန်တဲ့လိုင်းတံမိုးတစ်ခုကသူတို့ရဲ့လင်းငယ်ကိုမှောက်ချလိုက်တဲ့အခါမှာတော့ အားလုံးရေထဲကိုပြန်ရောက်သွားခဲ့ကြပြီးဒီဒီချိန်မှာတော့လော်ဟယာအေးတန်နဲ့မော်ဘန်ရန်နေမှုကိုမခံနိုင်တော့ပဲသူ့ရဲ့ရဲဘော်တွေနိုးလို့မရတော့တဲ့အိတ်ဆက်ချင်းနဲ့အမိတန်ထွက်ခွာသွားခဲ့ရပါတယ်စေတီကခြေခွဲဝဲကောင်းလာတဲ့ဇုံးပြည့်ချက်တစ်ခုအနေနဲ့ဟွန်နယ်ဟာတေဆုံသွားပြီဖြစ်တဲ့လော်ဟယာရဲ့ခန္ဓာကိုယ်ကိုရေထဲတွန်းချခဲ့ပြီးကျန်ရဲသူတွေအသက်ဆက်ရှင်ဖို့စီစဉ်ခဲ့ရပါတော့တယ်နောက်ဆုံးမှာတော့၂၇နာရီကြာကျောင်းမှဘွယ်ဆောင်ဆိုင်မှုအပြီးမှာကယ်ဆယ်ရေးတမောရောက်ရှိလာခဲ့ပြီးအသက်ရှင်ကျန်ရဲသူတွေကိုကယ်ဆယ်နိုင်ခဲ့ပါတယ်လင်းငယ်ပေါ်မှာလဲလောင်းနေတဲ့ဟွန်နယ်ဟာ သူ့ရဲ့ရဲဘော်တွေကိုရဲတွေကနေစွဲတင်ကယ်ဆယ်နေကြကိုကြည့်ပြီးနောက်ဆုံးတော့အားရင်နဲ့ဂျင်းနဲ့စွာပြုံးလိုက်ပါတယ်။ဒါမျိုးဝမ်းနေစရာကောင်းတာကတော့ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကလင်းနိုင်ကြအောင်ကြိုးပမ်းပြုစုခဲ့ပေမဲ့မိမိရဲဘော်တွေအတွက်အတက်ကိုပဓာနာမထားပဲပေးဆက်ခဲ့တဲ့ဖလိုက်လက်ထောက်ခုနှစ်ရဲ့မျိုးလုံးတွေဟာဘယ်တော့မှပြန်ဝင်မလာတော့ပါဘူး။သူ့ရဲ့သူရဲကောင်းဆန်တဲ့ပေးဆက်မှုကြောင့်ကျန်ရဲသူ၅ဦးသလုံးဟာအသက်ရှင်လွတ်မြောက်ခဲ့ပြီးစစ်ပွဲပြီးတဲ့အထိဆက်လက်ရပ်တည်နိုင်ခဲ့ကြပါတယ်။ဒေးဗစ်ဟွန်းနယ်ကိုဂုဏ်ပြုသောအပြင်အမြင့်ဆုံးသော စစ်မှုထမ်းစုတစိဖြစ်တဲ့ဒတိုရီယာ cross ကိုကွယ်လွန်ပြီးမှချင်းမြင်ခဲ့ကြပါတယ်။မိတ်ဆွေတို့ရေဖလိုင်လက်တော်ဟွန်းနယ်ရဲ့ဖြစ်ရမှာဇလန်းလေးကတော့ဒီလောက်ပါပဲ။မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အခြေအနေမျိုးမှာတော့အရှင်မပြီးတဲ့စိတ်ဓာတ်နဲ့ကိုလူတွေအတွက်အသက်ပေးသွားခဲ့တဲ့ခေါင်းဆောင်ကောင်းတယောက်ရဲ့နှလုံးသားကိုဒီဇလန်းလေးကတစင်ကျွန်တော်တို့ခံစားမိကြမှာပါ။ဒီအကြောင်းအရာလေးကိုကြိုက်နေတတ်တယ်ဆိုရင် like နဲ့ share လေးလုပ်ဖို့မမေ့ပါနဲ့ခင်ဗျာ။နောက်ထပ်လည်းထူးဆန်းအဖွေရဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားအောင်ပါလို့ကျွန်တော်ရဲ့ထူးဆန်းအဖွေရ channel လေးကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။အားလုံးပဲစိတ်နဲ့နှပြရှင်လန်းချမ်းမြေကြပါစေဗျာ။